မိုင်းပရိသတ်ကြီးကိုကျွန်မအခု breaking news လေးတခုပြောပြချင်လို့ပါမတ်လ28ရက်နေ့နောက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်းနေထဲမှာအကြဆုံးနဲ့အကြမ်းဆုံးလို့ဆိုရမယ်ငလင်းလှုပ်ခတ်မှုဒီကနေ့ည10:25နာရီ25မိနစ်အချိန်မှာလှုပ်ခတ်ခဲ့ပါတယ်ထပ်မံပြီးတော့လှုပ်ခတ်ခဲ့ရပဲဖြစ်ပါတယ်ဒီငလင်းလှုပ်ခတ်မှုကမန္တလေးပြည်ဦးတွင်တောင်ကြီးအောင်ပန်းနဲ့မြို့အတော်များများမှာခံစားခဲ့ရပါတယ် 19ရက်5လ2025မှာမန္တလေးစကိုင်းပါဝင်းမြို့ကြီးလေးမှာဒီနေ့ည09:25မိနစ်အချိန်မှာတည်တံငလင်းလောက်ခတ်ခဲ့တာပဲဖြစ်ပါတယ်နလင်းလောက်ခတ်တဲ့အချိန်အနေငယ်ကြာမြင့်ပြီးတော့ကျောက်ဆယ်မျိုးအနည်းကိုဗဟုပြုတဲ့ပြင်းအားကတော့9.9အဆင့်ဖြစ်ပါတယ်။ ဒေသခံတွေပြောစကားအရတော့ဒီညငလင်ဟာတော်တော်ကျန်းနေအချိန်လေးကြာတယ်10မိနစ်လောက်လုံနေတာအကုန်လုံးလန့်ပြီးတော့လမ်းမပြေးစင်ကြရတယ်ဆိုပြီးတော့ဒေသခံတွေကပြောထားတာပဲဖြစ်ပါတယ်အလားတူပဲစကိုင်းမြို့ပေါ်မှာပြည်သူတွေကလည်းဒီကနေ့ည10:25နာရီ25မိနစ်ဝင်းကျင်မှာလောက်ခဲငလင်ကြောင်းမှုလို့မြို့ပေါ်ရက်ွက်တီအတင်းရနေပြီးတော့ပြည်သူတွေတချို့ပြေးထွက်လာကြကြောင်းလည်းပြောဆိုနေကြပါတယ်နေတအိမ်လုံးကတိတ်ငနေဖြစ်သွားပြီးတော့ ီရက်ွက်ထဲမှာငလင်လှုပ်တယ်ဆိုတဲ့အော်တန်ကြီးကြားရတာဆိုပြီးတော့စကိုင်းမြို့နယ်ကဒီလီသကန်တယောက်က ပြောပြထားပဲဖြစ်ပါတယ်။လက်ရှိတည်ထားတဲ့တည်င်းချက်လက်ဒီရတော့မိုးကုတ်တောင်ကြီးမိထီလာကြောက်စဲရမဲတင်ပြင်းဦးလွင် မြင်းချံအပါဝင်မြို့ကြီးအများစုမှာငလင်ကိုတည်တတာခန်းစားခဲ့ရတယ်ဆိုပြီးတော့တည်ထားပါဗျ။ အမျိုးသားညီညွတ်ရေးဆိုရတဲ့ထုတ်ပြန်ချက်အရတော့မေလ18ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းကျောက်ဆယ်မြို့အနောက်အနောက်တောင်ဘက်35ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာဘောပြုပြီးတော့အင်အား Richter scale 5.8အစစ်လောက်ခတ်ခဲ့ကြောင်းသိရပါဗျာ။ စစ်ကောင်စီရဲ့လောက်ကံမိုးလေဝသနဲ့ဇလားပိတာညွှန်ကြားမှုဦးစီးဌာနကတော့ဒီကနေ့ည10:24မိနစ်အချိန်မြစ်သားမြို့ရဲ့အနောက်တောင်ဘက်6မိုင်ခန့်ဘဟုပြုပြီးတော့ပြင်းအားတသမာ ပြင်းအား9တသမ2အဆင့်ရှိတဲ့ငလင်တစ်ခုလောက်ခတ်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမရဲ့ပြည်သက်ကြီးအကုန်လုံးလည်းအစအစအရင်ကပို့ပြီးတော့ဂရုစိုက်ဖို့မှာကျမရတယ်။တဘာဝဘေးကငလင်အပြင်အခုထပ်ပြီးတော့မုံတိုင်းသတင်းတွေလည်းကြားနေရတဲ့အတွက်ကြောင့်မလို့ငလင်ရော မုံတိုင်းရောတခြားကျမရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါအစအဆုံးတည်တည်ချာချာဂရုစိုက်ပြီးတော့ဘေးကင်းလုံခြုံပါစေလို့ဆုတောင်းပေးပါတယ်။